မင်္ဂလာပါရေစာပါမီရှင်နဲ့နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့အကြောင်းကတော့ကျွန်တော်ဦးပေါ့နော်ကျွန်တော်လူငယ်လေးပေါ့နော်အတမွေးဝမ်းကြောင်းပညာရဲ့တခုမှတခုကိုကျွန်တော်တွေတက်ထားမှဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တွေကဘယ်ရောက်ဝါနာပါလာပဲပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တွေသိရမယ်ဒါပေမဲ့ဝါနာပါလာတခု ကျွန်တော်တို့မဖြစ်မနေပုံမှန်ဝင်ဝင်လမ်းကြောင်းပေါ်တော့ရားဖို့တော့ကိုကျွန်တော်တို့ရှားမယ်လမ်းကြောင်းတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဝါသနာနဲ့သွားပြီးရောလို့မရဘူးနော်ပြီးတော့ကျွန်တော်တို့ကအဓိကပတ်စံလိုအပ်နေတယ်ပတ်စံခက်ခဲရှိနေတဲ့လူတွေတော့ကနံပါတ်1 main point ရကျွန်တော်တို့ပတ်စံကိုအဓိကရှားမယ်ပေါ့နော်အဲ့တော့ပတ်စံရှားမယ်နေရာမှာအကြောင်းအများကြီးရှိတယ်ပတ်စံရလာပြီဆိုရင်ကျွန်တော်တို့ကဝါသနာပါရကိုကျွန်တော်တို့ကအားလက်ချင်ဒီမှာကျွန်တော်တို့လိလာနေဖို့လိုတယ်ပေါ့နော်ဥပမာပေါ့နော်အဲကျွန်တော်ပုံမှန်လုတ်လုတ်နေနေမှာအားလက်ချင်မှာကျွန်တော်ဂိမ်းဆော့ရတာဝမ်းလာပါရဆိုရင် ဂိမ်းကိုကျွန်တော်တို့ဆော့ရမယ်။ဒါမှမဟုတ်ဘယ်နဲ့အားလက်ချိန်မှာကျွန်တော်တို့ကဒီဘာသာစကားကိုဝန်သာပါရဆိုရင်ဘာသာစကားကိုကျွန်တော်တို့ကသင်ယူနေရမယ်။အဲ့လိုပုံစံနော်။အဲ့တော့ဒီကျွန်တော်တို့ရဲ့ရပ်ကြည့်နေတဲ့နေရာမှာကျွန်တော်တို့ကဘယ်ဟာကိုအရေးကြီးတာလဲဆိုတဲ့ဟာကိုတိတိကျကျခွခွဲချက်ချသိဖို့လိုတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့လည်းအဲ့တိုင်းပဲကျွန်တော်တို့လည်းဒီဝန်လာပါတာကကျွန်တော်တခုပါဝန်လာပါလဲဆိုရင်ကျွန်တော်ကဒီနီးမြန်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ပြီးတော့ဒီနီးမြန်ရဲ့လိလာတွေအရန်သဘောကျတယ်ပြီးတော့ဒီပေါ့နော် ဒီ language တွေပေါ့နော် language တွေကိုလေ့လာရတာသဘောကျတယ်ပြီးတော့အဲတခြားနိုင်ငံတွေမှာထပ်သွားပြီးတော့မှာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲမတူကွဲပြားတဲ့ဒလီထုံးစံလေးအဲ့လိုအလေးထားလေးနေမှာအဲ့လိုခီးသွားတာကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ကလည်းအများကြီးခီးထွက်နေလို့လည်းမရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်မှာပုံမှန်ဝင်ဝင်လောက်ကမဲ့အရာပေါ့နော်ဒါ main target ဖြစ်တဲ့သူအဲ့အရာကိုလည်းကျွန်တော်လောက်ကတည်းတစ်ဖက်ကတော့ကိုယ်ဝန်လာပေါ့နော်အဲ့တော့တစ်ဖက်မှာကိုယ်လောက်ကမဲ့နော်အသမွေးဝန်ရောက်ပညာရဲ့တခုနဲ့ ခုမတစ်ခုကိုကျွန်တော်တို့ဒီလေးရှာကျွန်တော်တို့လုပ်လုပ်မယ်အဲ့ရလာတဲ့ပတ်စံတွေနဲ့ကျွန်တော်တို့ရာခီးသွားဝန်တာပါဆိုရင်ကျွန်တော်တို့ခီးသွားအဲ့တော့သူ့တွေတော်တော်များများပြောတယ်ပေါ့နော်စိတ်တယ်မနီစိတ်တယ်မနီပတ်စံမဲ့စုပတ်စံမဲ့စုပတ်စံမဲ့စုဆိုပေမဲ့လေသူကခီးထွက်တဲ့ဝန်တာပါတဲ့လူတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေကြတော့ကျွန်တော်တို့ရာဒီတန်လုံးမြင်လုံး အငယ်ရွယ်တုန်းမှာပဲကျွန်တော်ခီးသွွားရတာပါညာကောင်းတယ်ဘာကြောင့်လဲခီးသွွားရတာပါညာဆိုတော့ AA ပြရာရှိတယ်ပြီးတော့အမ်ဟိုအစားအသောက်အစားအသောက်တွေပါတယ်ဆိုတော့ကျွန်တော်ပုံမမှန်ဘူးပေါ့နော်အဲ့တော့အလေးထားရမတူဘူးဆိုတော့ဖြားနာရတယ်ပါညာဆိုတော့ကျွန်တော်တွေကအသက်ငယ်နေတဲ့အချိန်မှာပဲခီးထွက်လို့အကောင်းလားအသက်ရမ်းကြီးဝဲဆိုမရအောင်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တွေကတစ်ဖက်မှာကျွန်တော်တွေဝန်လာပါတဲ့အရာကိုလုပ်ဖို့တော့ကိုတစ်ဖက်မိန်းမှာကျွန်တော်တွေကအခြေခံမှုတော့ကိုလုပ်ငန်းတစ်ခုမှတစ်ခုကျွန်တော်လုပ်ကြမှာပေါ့နော် ပြီးတော့မြန်မာနိုင်ငံမှာတော်တော်များများဆိုလဲကျွန်တော်တွေရအောင်နော်ဟိုဈေးဈေးတွေဆိုတဲ့အတိုင်းပဲကျွန်တော်တွေရအောင်ပါနော်အဲတနေကုန်ကျွန်တော်တွေဈေးထဲမှာဈေးတွေရောင်းတယ်နောက်ပိုင်းပွင့်လင်းမြင်လာတဲ့အချိန်ရောက်လာပြီဆိုရင်ဗကန်ဖျားဘူးထွက်တာတွေနော်အဲ့လိုစလုံးတွေဘာတွေတွားတာတွေတခြားပါနော်နေတွေမှာတွားပြီးမှမှဒီအပန်းဖြေပြီးတော့မှဖျားဘူးတွေလှည့်တာတွေအဲ့လိုတွားကြရမှာနော်အဲ့ဒါကိုယ့်ရဲ့စိတ်ကိုအပန်းဖြေတာပဲအဲ့လိုမျိုးတွေရတယ်ကျွန်တော်တွေလုပ်ပေးတယ်တစ်ဖက်ကကိုယ့်ရဲ့အဲပတ်စံရှာမှာပတ်စံရှာ တဖက်ကကိုသွားတဲ့နေရာကိုလည်းသွားအဲ့တော့ကျွန်တော်တို့ကိုကျွန်တော်တို့ကပြန်ပြီးတော့မှဘယ်လိုဟိုဘယ်လိုခေါ်မလဲဆိုတော့ပြန်ပြီးပြန်လဲဖြော့ပြပြီးရဒီစိတ်နဲ့ခန္ဓာဆိုတဲ့အရာအမြဲတမ်းကျွန်တော်ရေစိတ်လူနေလူလည်းမရဘူးအမြဲတမ်းသူ့စိတ်ညစ်နေအောင်လုပ်နေလို့လည်းမရဘူးပျော်ရွှင်မှုဆိုတဲ့ဟာလေးလဲထားမှာလောလတ်ကကြီးရပို့ပြီးတော့မှနေလို့ကောင်းပြီးတော့မှကျင့်တတ်ဖို့ကောင်းအောင်ပေါ့နော်အဲ့တော့အိမ်ထဲမှာကျွန်တော်တွေနေနေမဲ့အတူတူအပြင်ကိုထွက်ပြီးတော့အပြင်လောကကိုလည်းကျွန်တော်တွေကကြည့်ပြီးဖို့လိုရပေါ့နော်အဲ့တော့ ကျွန်တော်ဆိုရအရင်တော့တစ်ခါရေးပဲအဲ့ဒါပဲအလုပ်သွားတယ်အလုပ်ပြန်တယ်ပေါ့နော်အိမ်မှာနေတယ်ကျွန်တော်မလုပ်လဲရေမှုချိုးပွဲဆိုတော့ဒီမှာစတဲ့ဥပါစာအခန်းထဲမှာပဲပြိပနေတယ်ဇလန်းချင်ကြည့်တယ်မကြည့်ဘူးဆိုရင်ဂိမ်းဆော်ရင်ဆော်တယ်မဆော်ဘူးဆိုရင်အမှလှုပ်ရှင်တာချက်လုပ်နေပေါ့နော်နောက်ပါကျတော့အဲ့လိုမဟုတ်တော့အသက်ရလေးရလာရလာအားနေတဲ့အချိန်မှာကျွန်တော်အပြင်ထွက်တယ်လက်မထွက်တယ်လင်းကြီးလေးပေါ့နော်လေအေးလေးကိုကျွန်တော်ယူဆိုင်တယ်သဘာဝတရားကြီးကိုကျွန်တော်ခန်းစားသက်လာတယ်ပြီးတော့ ျွန်တော်ရဲ့အမြင်အာရုံတွေကိုဖုံးရှိမှမထားတော့ဘဲနဲ့ကျွန်တော်ကောင်းကင်ကိုမြင်တယ်မကြမကြာရှိတယ်ကျယ်ရည်ရှိတယ်လာရည်ရှိတယ်အဲ့တော့ကိုယ်စိတ်ကပို့ပြီးတော့တည်ငြိမ်လာတယ်ပြီးတော့လောကကြီးကတော်တော်လှပါလားဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပို့ပြီးတော့သိလာတယ်ပြီးတော့အဲစူးစမ်းလိုစိတ်တွေနဲ့ကျွန်တော်ရဲ့ဒီ emotion ပေါ့နော်ကျွန်တော်စိတ်ညစ်နေတဲ့ stress တွေဥမာလုံထဲမှာရှိရဲ့အဲစိတ်ညစ်နေတာလာတွေအဲ့လိုမျိုးပေါ့နော်အဲဖြေပြောက်ပြီးတော့မှတစ်မျိုးတစ်ပုံကျွန်တော်မကြည့်စိတ်မှာ အားရင်ဖြစ်စီအဲ့ဒီတော့အားနဲ့ကျွန်တော်တို့တွေကအလုပ်တစ်ခုလုပ်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်လို့ပို့ပြီးတော့လည်းကျွန်တော်ကျမရေးအရာဆိုလည်းရှုထောင့်အောင်ကြည့်မယ်ဆိုလည်းပို့ပြီးတော့မှကျွန်တော်တွေအဲရုပ်အင်းနော်ရုပ်ဆက်အတွင်မြင်ရောကျွန်တော်တွေကပို့ပြီးတော့မှနုညံ့ပြီးတော့မှပို့ပြီးတော့မှပြေးခေါ်နိုင်ဆိုရင်ပို့မြင့်လာတယ်ပေါ့နော်အဲကြောင့်လို့ဆိုတော့တဘာဝတရားကြီးကိုဟိုးအရင်ကငငယ်တုန်းကဆိုရင်ကျွန်တော်တွေအများကြီးခံစားခဲ့ရပူးတယ်ပေါ့နော်ကျွန်တော်တို့ကတဲတော်တွေမှာဆော့တာရှုံပွဲတော်တွေမှာဆော့တာပဲเนาะဒါပေမဲ့ ဲ့လိုမျိုးလူတွေကလေးတွေဆိုချင်တယ်ကျန်ရမှာပဲအခုဆိုရင်အာဂိမ်းစော့တဲ့ဂိမ်းစော့တဲ့တခါရံဂိမ်းစော့တဲ့လောကယူလည်းမခံစားမိတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ရဘယ်လိုခေါ်မလဲဆိုတော့အချိန်ကုန်လဲကျွန်တော်တို့ရစီမံတက်ကမှာပေါ့နော်အဲ့တော့ကိုဝန္နာပါယာကိုလည်းကျွန်တော်တို့ရလောက်ကမယ်ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့ရရှားမယ်ဟာကိုလည်းကျွန်တော်ရရှားမယ်ပြီးတော့ကိုတက်ကိုအချိန်ပေးပြီးတော့မှကိုကိုကိုပြန်ပြီးဖြောပေးရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီလောကကြီးထဲမှာကျွန်တော်လူဖြစ်နေဆိုတဲ့ဟာကြီးအတိတ်ပဲရှိတယ်။ တခါကျရင်ကျွန်တော်တို့ရဟိုပါမနော်ဟိုဘယ်လိုခေါ်မလဲလောကကြီးမှာတန်အောင်နေရမယ်ပြီးတော့စိတ်ညစ်မှုတွေပဲအမြဲတမ်းခံစားနေလို့မရအောင်ကိုကိုကိုလည်းကောကျွန်တော်တို့ရပြန်ပြီးတော့မှစိတ်တသက်ရအောင်ကျွန်တော်တို့ရပျော်ရွှင်မှုကိုကျွန်တော်ပိုင်ကျွန်တော်ရှာတယ်ဒါပေမဲ့အဲ့ပျော်ရွှင်မှုဆိုတဲ့အရာကလည်းကျွန်တော်တို့ရမဟုတ်တဲ့ဟာတွေသွားလုပ်ဖို့မဟုတ်ဘူးကိုကိုကိုလမ်းကြောင်းဖောက်ပြီးတော့မှငါဘယ်ရောက်ဝင်လာပါလဲကိုအားလက်ချိန်မှာဘယ်လိုပြီးွားချိန်မှာဂီတာတီးတာဝင်လာပါလားတရှင်းဆိုတာဝင်လာပါလား ဒီဆိုတာဝန်လာပါတာအဲ့အရာလေးကိုကျွန်တော်လုပ်ဖို့သင်တယ်ပေါ့နော်အဲ့တော့ခီးသွားတဲ့ဝန်လာပါတဲ့လူဆိုရင်အလုပ်လုပ်အချိန်ကြမ်းတာကိုရှိရပါဘူးဆိုရင်ကျွန်တော်ခီးထွက်ပါအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တွေကပုံမှန်တစ်မျိုးကြလမ်းကြောင်းထဲမှာကျွန်တော်ပြိတ်မမိနေပဲနဲ့ပေါ့နော်ကျွန်တော်ကိုကျွန်တော်ပြန်ပြီးတော့မှဒီလောကကြီးနဲ့တဟဆာလာဖြစ်အောင်ကျွန်တော်တွေကနေသင့်တယ်ပေါ့နော်အဲ့ကြောင့်မှလည်းလောကကြီးကပိုနေနေပြောပြီးတော့မှကျွန်တော်တို့ရဲ့အတွေးခေါ်တွေလည်းမြင့်လာမယ်ပြီးတော့နေချင်းစရာ လောကကြီးဖြစ်တာเนาะအဲ့တော့လူတိုင်းမှာအပူတွေရှိတယ်ဒါပေမဲ့အပူတွေအများနဲ့ကောင်းတယ်မထက်တာနဲ့အိုးရင်တော့ပြောတဲ့အတိုင်းပဲပေါ့เนาะကျွန်တော်ကြီးကျမ်းမာတဲ့ခန္ဓာကိုယ်နဲ့ကောင်းမွန်တဲ့เนาะစိတ်စိတ်လူစိတ်ပြန်အစ်စ်မွေးဖွားပြီးတော့ပေါ့เนาะကျွန်တော်ကြီးအတိုင်းကျင့်သုံးခြင်းအဖြစ်ကျွန်တော်ဘဝကြီးအကောင်းမွန်ဆုံးနေထိုင်လိုက်ပါလို့ကျွန်တော်ဒီနေ့အကြောင်းပါပြပြပေးခြင်းပေါ့เนาะအဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါမိကိုအပိတ်ကကြားတယ်